ကြောင်မင်္ဂလာပါခင်ဗျာ MI Radio ရဲ့ Learning Hub HSK Edition ကိုကြည့်ရှုနားဆင်နေရတာဖြစ်ပါတယ်ကျွန်တော်ဇွဲပါခင်ဗျာကျွန်တော် HSK Edition ကတော့တရုတ်စာမေးပွဲတစ်ခုဖြစ်တဲ့ HSK စာမေးပွဲနဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအပတိုင်းတင်ဆက်ပေးနေတာဖြစ်ပါတယ်မင်္ဂလာပါနေဟောင်းဟောဒါကြောင်ဟောင်းဟုတ်ကဲ့ဒါကြောင်ဟောင်း我是弟弟啊，大家好，呃，老师的名字是金珠老师。 见到大家很开心。所以拿不了，没办法呀。OK 哇，所以嘞，所以说，先把对东啊，所以 HS 给三门不会了，不要来这看嘛，就那 full skills 巴拉的玻璃。哎，他妈啊，writing 啦，reading 啦，speaking 啦，listening 啦，不得的，教样的，咪还标给家啦，所以说，就那如标字呀，标字呢，那得教样的，得故事也玻璃。阿拉巴嘞，所以喏。 အမားတချို့ပဲဖြစ်ပါတယ်။ကျောင်းသားတွေဘက်ကနေပြီးတော့မှမားလေးရှိအမားတချို့ကဘာများဖြစ်မလဲဗျ။အပိုင်းလိုက်စော်လေးတော့အရင်ဆုံး listening ပြောပြလိုက်ပဲเนาะဟုတ်ကဲ့ပါဗျာ listening mic မှာတော့ဗာမားတက်လဲဆိုလို့ရှိရင်ပေါ့เนาะအခုလောက်ဆိုဟိုးအရင်တစ်ပတ်ကပြောခဲ့တယ်လို့ပဲဟိုလောက်ဆိုတော့အခုတုံးနေရေပေါ့เนาะအပြင်မှာတကယ်စစ်တုံးနေတယ်ဒီကြားနေရတဲ့ဟာနဲ့ဟို somewhere ထဲမှာ ਨੇ ဟိုဘောနော်သူတို့တရုတ်လူမျိုးတွေပြောနေတဲ့ဟာများနည်းနည်းလေးတော့ဟိုကွဲလွဲမှုရှိတာဗောနော်ဟိုအဲ့တော့ကြတော့ဆိုတော့ကိုကကြတော့လေအဲ့လိုသူတို့ပြောတဲ့ဟာကိုကောင်းကောင်းလေးဗောနော်နားလည်အောင်ဟိုနားရေဝအောင်အထာကြအောင်ဒီ listening ကိုဗောနော်ပြင်ဆင်နေချိန်မှာဆိုလို့ရှိရင်ဒီရဲ့မိကွန်ဟောင်းမများလေးဗောလေ့ကျင့်ပေးစီခြင်းနဲ့ဗောနော်အဲ့ဒီဟာကကြတော့ဒီရဲ့ဘလိုပြောမလဲဟိုအအများတန်းပြောနေရပဲနားထောင်နေရပဲဆိုပြီးတော့မှလေဟိုနည်းပေါ်တတ်တဲ့အမားလေးပေါ့နောက်ထပ်ကားကြတော့ဟွာပေါ့နော်ဒီ reading ပေါ့ reading ဘိုင်းမှာကြတော့အဓိကကကြတော့ဒီရဲ့အချိန်စီမံခန့်ခွဲမှုအပိုင်း writing မိုင်းမှာကျတော့ဗာလဲဆိုရင်ပထမဆုံးတစ်ချက်ကကျတော့ဒီရဲ့အရေးတဲ့အကြောင်းအရာတွေကဒီယုတ်တိမရှိတာပေါ့ဒီရမလားအဲ့လိုမျိုးယုတ်တိမရှိတာစိတ်ထဲထင်တာရေးတာမျိုးပေါ့နော်ဟုတ်တယ်အဆက်ဆက်မရှိတာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးဟုတ်အဲ့ဒါလေးလည်းရှိမယ်ပေါ့နော် devolution ဆိုဒီရဲ့နောက်ဆုံးပြောလို့ပဲဒီစလုံးတွေဝါဟတာတွေအမားတွေရေးမိတာပေါ့ဆိုတော့အเจ้าသားအเจ้าသူတွေအနေနဲ့ HSK စာမွေးပွဲဖြေဖို့အတွက်ပြင်ဆင်တဲ့အခါမှာဘယ်လိုမျိုးအမားတွေကိုလုပ်လို့ရှိရလို့ထင်လဲဗျအာပထမတစ်ခုကကျတော့ ဒီဆောင်ဝဲဖြီဆိုတဲ့နေရာမှာပေါ့နော်အဲသူရဲ့ speaker ပြောတဲ့ဟာကိုသူ့အနေနဲ့စကားပြောအမြန်တော့သူ့အနေနဲ့ line မမီရပြီးလို့လို့ရှင်ကောင်းမွန်စွာနားမလည်နိုင်တာမျိုးပေါ့အဲ့လိုမျိုးကြီးရှိရပြီးလို့ရှင် reading ဘိုင်းမှာကြောက်လို့လို့ရှင်ဒီ time management ကအရန်ကိုအရေးကြီးရအဖြီဆိုတဲ့အခါမှာဆိုလို့လို့ရှင်အာဒီစာပိုက်လိုက်ကြီးဖြေရတာဖြစ်တယ်အဲ့တော့စာပိုက်ဖတ်လိုက်အဖြေရေးလိုက်ကိုနားလေတယ်လို့ပေါ့နော်ဒါပေမဲ့အညီမအနေနဲ့ကျတော့ time management ကိုအားနေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစာဖတ်တာအရင်ကြာတဲ့အတွက်ကြောင့်မှာ ပြန်ဖက်လိုက်။စာဖိုက်တစ်ခုနှစ်ခါလောက်ဖတ်နေရတဲ့အတွက်ကြောင့်ကျန်တဲ့ဟုတ်တော့လည်းဒီလိုလည်းဖြစ်နေ။ဟုတ်ကဲ့အဲ့လိုမျိုးနောက်ပိုင်းဟာတွေကိုပေါ့နော်အဲ့လိုမျိုးမလုံနိုင်ရဲ့အဲ့အကြောင်းမ time management မှာအရန်အားနေရဲ့ဟုတ်ကဲ့ဟုတ်မလောက်ကျွန်တော်တိုးတောင်းမှာပေါ့ဆိုတော့ luxury မှာဆိုရင်လည်းចောင်းသားចောင်းသူတွေအများကြီးရှိလာမှာပေါ့လေဆိုတော့ចောင်းသားចောင်းသူတွေနေစင်နေမြလုံနေတဲ့အမားကိုလည်းနေစင်နေမြမြင်နေရအောင်မှာပဲဆိုတော့ reading နဲ့ပတ်သက်တဲ့အခါမှာခုနညီမလေးပြောသလိုအချိန်မလောက်တဲ့ အမားတချို့ကဘာတွေများဖြစ်မလဲဗျဟုတ်ကဲ့အချိန်မလောက်တာကျတော့သူကဘာလဲဆိုရင်ပေါ့နော်ဟို reading မှာကျတော့လေဟိုအပိုင်းနှစ်ပိုင်းသုံးပိုင်းအဲ့လိုမျိုး level လိုက်ဖို့မတူတဲ့အပိုင်းလေးရှိတယ်ပေါ့ဟိုအဲ့တော့ကျတော့ဟိုဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကကျတော့မတူဘူးပေါ့နော်ကျောင်းသားတွေကလေတွေ့ရတချို့ကျတော့ဟိုစာကြောင်းပေါ့နော် ABCC ရေးစီပေးရရပေါ့ဘယ်စာကြောင်းကအရင်လာမှာလဲဘယ်ဟာနောက်ဆုံးမှလာမှာလဲအဲ့လိုလေးရှိရဲအဲ့ဟာကိုတချို့ကျောင်းသားတွေကအားနေတာတချို့ကျတော့အဲ့လိုမဟုတ်အဲ့ဒါအရင်ရတယ်ဘယ်နောက်မှတော့အားနေလဲဆိုလို့ရှိရင်ဒီခဏလောက်စပြောခဲ့တယ်လို့ပေါ့ဟိုဘာလဲဟို reading အဲဟိုမိကုန်းတဲ့အဖြစ်နဲ့အဲအဲ့လိုမျိုးညမှာတော်နေနေအားနေရပေါ့အဲအဲ့လိုမျိုးဆိုလို့ရှိရင်ကိုကဟိုပေါ့နော်ကိုဟာနဲ့ကိုဖြီထားကြည့်ပေါ့နော်အဲအဲ့တော့ကိုကဘယ်အပိုင်းမှာအားနေတယ်ဆိုလို့ရှိရင်ကိုကကျတော့အဲ့အပိုင်းဖြီရောမှလုပ်ပေါ့အဲ့တော့ပြောချင်တာကတော့အဓိကကျတော့ဟိုမရတဲ့ဟာဆိုလို့ရှိရင်အဲ့ဒါမျိုးပဲတွားပြမစဉ်းစားမနေနဲ့ပေါ့အချိန်အများကြီးပေးမနေဟုတ်တယ်ရှင်တဘုံမှာပဲအချိန်မကုန်စေနဲ့ပေါ့နော်ဟိုကျန်တဲ့ဟာတွေကိုကြော်ပြမဖြီထားလို့ရရယ် ကျွန်တော်တို့အကုန်လုံးသိရတဲ့အတိုင်းပြတရုတ်စကလုံးတွေကတော်တော်လေးကိုကြပြဆန်ပြီးတော့မှလှတယ်လို့ရှုပ်လေရှုပ်ပါတယ်။ဆိုတော့အဲ့စကလုံးတွေကိုမမီဖို့အတွက်ကိုပဲတချို့ကြောင်းသားတဲ့အနေနဲ့ကအမလဲတော်တော်ကြီးကိုရုံးကန်နေရတဲ့အနေထားလေရှိအောင်ရှိရပေါ့လေ။ဆိုတော့ဝါဟာရကြွေတာကနောက်မှဒီစကလုံးကိုမမီဖို့ကိုပဲနည်းနည်းလုံးပန်းနေရတဲ့ဟာလေးလေးရှိရပေါ့။ဆိုတော့အဲ့လိုမျိုးကြောင်းသားကြောင်းသူတွေအနေနဲ့ဘယ်လိုမျိုး practice လုပ်တက်မှာလဲဗျ။ဟုတ်ကဲ့။အော်အဲ့တော့ကြတော့ပေါ့နော်ဟိုလောက်စတိုကားဒီလိုတွေးလို့ရတယ်။အာတရုတ်စာဆိုတာကျွန်တော်ပုံရက်နေစဉ်းသက်လာတာ။ တကယ်လည်းဟုတ်တယ်နော်ဖုန်းညာနေစဉ်သက်လာတာဥမာလို့စဟွာပေါ့နော်အရင်တိတာထင်ရှားတဲ့ဟာဆိုရင်ဗာလဲဆိုပါဇက်ပေါ့အဲ့ဆိုလို့ပါဇက်ဆိုလို့ရှိရင်ဒီလိုလေးခေါ်ပေါ့နော်သူအဲ့မှာဆိုရင်ပါဇက်ပေါက်လေးလိုပဲတေးဥစ္စာလေအဲ့တော့ကြောက်ကွာစဉ်းစားထားလေပေါ့ဩတေးဥစ္စာဆိုတာအရင်စုတ်ချက်တွေများပြီမဲ့လေအာငါတို့ကဟို step by step အဲတိရမလားအလိုသွားလို့ရှိရင်မခက်ခဲဘူးအဲအဲ့လိုမျိုးပေါ့နော်အဲအောက်ဆုံးလောက်စကားတီတယုတ်စလုံးဖြစ်ဖို့ဆိုတော့ဘာလို့ပုံစံနေရှိလဲဆိုရင်ပထမဆုံးတစ်ခါကျော်ဆုတ်ချက်တွေရှိရပေါ့ဟုတ်ကဲ့အာဆုတ်ချက်တွေပေါ့နော်ဥမာဟိုထားပါတော့ဟန်စုဖြင်နာတန်တီပေါ့အဲအဲ့လိုဆုတ်ချက်လေးရှိတယ်အဲဆုတ်ချက်လေးရာနေတစ်ဆင်းနည်းနည်းပေါ့နော်ဟန်စုစုစဖြဲစသွားဖြည်းဖြည်းချင်းတူလာပြီအဲ့တော့အဲဆုတ်ချက်20ကျော်ကိုကိုကကျော်တီချာလေး20ကျော်ပြီမဲ့အရန်လွယ်တယ်ဟုတ်ကဲ့အခုဆိုရင်ဟီအဆန်းဆိုအားလုံးမိကြီးအားလုံးဖတ်တတ်တယ်ဟီအဆန်း အကုန်လုံးဖတ်တတ်တယ်ပေါ့နော်အဲအဲ့တော့အဲ့ဒီဆုပ်ချက်တွေကိုတခြားလေးရေးထားမယ်လိလိကျင့်ထားမယ်ပေါ့နော်အဲအဲ့တခုပိုင်သွားပြီဆိုလို့ရှိရင်တော့နောက်ထပ်အဆုပ်ချက်ပေါ့နော်တော့ပြီးဟွားပြီလို့ရှိရင်တော့ဘာလာမလဲဆိုရင်ဖြန်းဖောင်လို့လာမယ်ဟောဖြန်းမှာဆိုဟိုတရုတ်စလုံးမှာကျတော့တွားကြော်လေးဟိုဘယ်လိုပြောမလဲ combine ပေါ့ combine ဟာတွေအများကြီးရှိရဲသူပုံစံတချို့ကြလဲစလုံးတစ်လုံးနဲ့ရှိတယ်တချို့ကြလဲဘယ်ညာပေါင်းစည်းထားရှိရဲတချို့ကြအပေါ်အောက်ပေါင်းစည်းထားရှိရဲပေါ့နော်အဲ့တော့ကြောကိုက step by step သင့်ကျင်သွားမယ်ဆိုရင်ဟိုအရင်ဆုံးပေါ့နော်ဒီစလုံးတစ်လုံးနဲ့ပေါ့နော်ရှိနေတဲ့ဟာတွေပေါ့အဲဥမာရန်လူပေါ့ ောက်ကြလို့ရှိရင်ဆိုဒီရဲ့ရပေါ့နေတော့ခေါ်ဆိုဒီပါဇက်ပေါ့အဲ့ဒါပါဇက်ပေါ့နော်အဲ့ဒါလေးတွေအကောင်လုံးကကျတော့သူကစလုံးတစ်လုံးနဲ့လေးရှိညာသူကဘယ်ညာပေါင်းထားလဲမဟုတ်အပေါ်အောက်ပေါင်းထားလဲမဟုတ်အဲ့လိုမျိုး step by step လေ့လာရမယ်ဆိုလို့ရှိရင်ကျတော့လေအရင်တော့မခက်ခဲတော့ကွာဟိုဘယ်လိုပဲအခြေခံအောင်တခြားလေးဟွာတိထားတော့ကြတော့လေဟိုခက်ခဲပြလာမဲ့စလုံးတွေအတွက်လဲကွာအရင်ခက်ခဲတယ်လို့စိတ်ထဲမှာမထင်တော့အဲ့တော့ကြောက်ဆုံးတော့လေလောက်စကားကျတော့ဘာပြောချင်လဲဆိုလို့ရှိရင်လေရေးပေးပေါ့အဲစာရေးပို့လေ့ကျင့်မှုတော့မပြင်းနဲ့ပေါ့နော် ကျွန်တော်တို့မှာစာမေးပွဲမှာမေးလာနိုင်တဲ့အကြောင်းအရာတွေကမျိုးစုံရှိရဗျာဆိုတော့အဲ့မျိုးစုံကိုလည်းကျွန်တော်တို့ကလက်စေချောင်းဖြန့်ပြီးတော့မှချက်ဖို့ဆိုတာလည်းမဖြစ်နိုင်ပြန်ဘူးဆိုတော့ကျွန်တော်အချိန်အတိုင်းတားလေးတစ်ခုမှာအမှတ်ကောင်းကောင်းရဖို့အတွက်ဆိုရင်ဘယ်လိုမျိုးမေးခွန်းပုံစံတွေကိုလေ့လာထားတင်တလဲပေါ့ဆိုတော့ အကုန်လုံးကိုလေ့လာထားတာကတော့အကောင်းဆုံးဖြစ်ပေမဲ့အချိန်တိုင်းတာတစ်ခုမှာအမှတ်များများရဖို့အတွက်ဘယ်လိုမျိုးမေးခွန်းပုံစံတွေကိုလေ့လာဖို့လိုလဲပြ။ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့လောစအနေနဲ့အကြံပေးတာတော့ဒီ HSK စာအုပ်ကိုပဲအဓိကထားပြီးလေ့လာစီခြင်းနဲ့ရှင်။ဟုတ်ကဲ့။အော်ပြောမယ်ဆိုလို့ရှိရင်ဒီဟာကကျတော့ဒီ ဆာမိုဝဲအောင်မိုးအတွက်ဒါအဓိကထုတ်ထားတဲ့ဟာဖြစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပါနော်အဲဆိုလို့ရှိရင်ကွာဆာမိုဝဲအောင်ရှင်နေဆိုတော့ဒီဒီ HSK ကိုပဲအဓိကထားရမှာလုတ်ပေးပေါ့အဲ့ဒါတော့အဓိကပဲဟို channel ဟာဘာမှလေးတည်ရမလားဟိုမလုံနိုင်နေပေါ့နော်ဒီ HSK ပေါ့နော်သူ level အလိုက်အခန်းအလိုက်လေးကိုကွာတခြားလေးလုတ်သွားမယ် meaning နေတခြားကြက်သွားမယ်ဟိုလောက်လောက်စစ်ရဲ့စကားနားထောင်မယ်ပေါ့နော်တခြားလေးလုတ်သွားမယ်ဆိုလို့ရှိရင်ကြတော့ပို့ပြီးတော့မှတော့အဆင်ပြေရဲ့ရှင်ဟုတ်ကဲ့တချို့ကျောင်းသားကျောင်းသူတွေအနေနဲ့ဆိုရင်အဲ့လိုမျိုးမိကောဟောင်းတွေကိုကြိုတင်ပြီးတော့မှလေ့လာတဲ့အပိုင်းတွေလည်းရှိရပေါ့လေဆိုတော့ညီမလေးက လိုမျိုးလူတွေကတယောက်လားလိလာရဲဆောင်းဝဲမဖြေခဲနှစ်လားလောက်အလိုတွေကအမေကဟာကိုကောက်ကဲနှစ်လားလောက်ကလေးကစာကြက်နေပြီအခုဆိုမနေ့ပြည့်ဖြစ်ပြီဆိုဒီညမှကြက်တာမဟုတ်ရပါဘူးဆိုတော့ပြောပါအဲ့လိုမျိုးတွေကစပြီးတော့လေ့ကျင့်ဖြစ်တယ်ပေါ့နော်အာအဓိကဒီ level ဘိုင်းမှာဆိုလို့လူရှင်ဘော question တွေကိုများများလေ့ကျင့်ဖြစ်တယ်ဘာလို့လဲဆိုတော့ तू ကကိုခက်ခဲတဲ့အပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအာအနည်းဆုံးကတော့တရက်ကို နှစ်ခါလောက်ပေါ့နော်အဲ့လိုမျိုးမိကုန်းနှစ်ဆောင်လောက်တော့အနည်းဆုံးရအောင်ဖြေတယ်ပြီးတော့ပထမတစ်ဆောင်ကကိုယ့်အနေနဲ့ first time ဆိုပေမဲ့ဒုတိယတစ်ဆောင်မှာကိုယ့်ရဲ့အားနည်းချက်တွေတည်ရမယ်အတတိယတစ်ဆောင်မှာဆိုလို့ရှိရင်ကိုယ်ပဲနေရာပြင်ဆင်ဖို့လိုလေအဲ၄ဆောင်နဲ့၅ဆောင်မြောက်မှာကိုယ်ဘယ်လိုကြီးအကောင်းဆုံးရအောင်လုပ်လုပ်နိုင်မလဲပေါ့နော်အဲ့လိုမျိုးကိုယ့်ဘိုင်ကို target ထားပြီးတော့ဖြေသွားတာပေါ့ မိကုန်းအကြောင်းနားလည်ထားရမှာပေါ့။ဒါပေါ့မိကုန်းအကြောင်းပို့ပြီးနားလည်လေပို့ပြီးတော့မှအချိန်ကိုစီမံခန့်ခွဲတက်လာလေပေါ့လေ။ဟုတ်ကဲ့ပါ။အဲအကြောင်းမိကုန်းကိုများများလေ့ကျင့်ဖို့လိုအပ်တယ်လို့ပြောချင်တာ။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ငွေတုံးကပြောလို့ရှိကြရလေမိကုန်းကိုအရေးကြိုတောက်ပလိုက်တယ်တော့။ လုံးလေးရှိရဲ့အမားတချို့ထဲမှာကျွန်တော် speaking နဲ့ပတ်သက်တာလေးကြံခဲ့တလားပဲဆိုတော့ speaking ကဘာလဲဆိုရင်တော့အတန်ထွက်မားတာတွေပေါ့လေတချို့ကတော့အတန်ထွက်မားတာတွေကျွန်တော်ဝက်ကြတကြောင်းလုံးကိုပြောလိုက်တဲ့အခါမျိုးမှာလေ tan grind မကြတာတွေလေးတွေ့ရတယ်ပေါ့ဆိုတော့အဲ့လိုမျိုးအမားတွေကဆိုရင်အတန်ထွက်မားတဲ့စကလုံးနေများရှိလားအဲ့ဒါဥမာနေလဲတကွာလောက်ရရှင်းပြပါအောင်ဗျဟုတ်ကဲ့ဟုတ်ဟိုအဓိကပေါ့နော်ဒီလောက်ဆိုလို speaking ပြောတဲ့ချိန်မှာဆိုလို့ရှင်ပထမဆုံးလောက်ဆိုပြောချင်တာကကြတော့လေဟိုတရုပ်စာကကြတော့အရင်မြန်မာလိုအဲ့လို ထိပြီးပြောကြမလို့ဟုတ်ကဲ့တော့အတန်အောင်လို့ပေါ့ပေါ့ပါပါလေးပေါ့နော်အဲ့လိုပြောဟုတ်တယ်အဲ့လိုလေးပြောရလဲအဆင်ပြေပေါ့နော်ဟိုဥမာဆိုလို့ရှိရင်ဟိုဟွာပေါ့နော်တို့ရဲ့ဒီဖင်းရင်းပေါ့အဲ့လိုဖင်းရင်းဆိုလို့ရှိရင်လေဟိုကွာအရင် အာတိဥ္စာခက်လိုက်တာဆိုရဲစိတ်ကြီးမတွင်းနဲ့ဟုတ်ကဲ့အော်တိဥ္စာဆိုတာကြတော့ဟိုပါလဲငါတို့ဒီပတ်ဝန်းကျင်မှာလဲသူအများနဲ့ပေါ့နော်ကြားနေရတယ်တိဥ္စာကတွေလည်းအခုကြည့်ကြတာအောင်နော်အော်တိဥ္တိုင်းကားတွေအဲတိဥ္ဒီပါလဲဒရမာတွေဆိုတော့ဆွဲလန်းလို့မဆုံးဟုတ်ပါအဲ့လိုတွေကြီးကဆိုအော်ငါဒီဟာတွေဘာသာစကားအဲ့လိုမျိုးပတ်ဝန်းကျင်ရှိရပေါ့ကိုယ်ကလည်း move တွင်းလိုက်ပေါ့နော်အဲဒါဘလို့ရှင်ဆိုရင်ကဲစာစာလုပ်မယ်ပေါ့အဲ့တော့ဒီ speaking ကောင်းဖို့ဆိုလို့ရှင်ပထမဆုံးကဘာလဲဆိုရင်ဒီဖြင်းကြည့်မှရမှာဟုတ်ကဲ့အော်လာစကားကြတော့ဒီဖြင်းကိုအရန်အားပေးတယ်ပေါ့နော်လုပ်ဖို့လေဟိုဘာလို့ ့လဲဆိုလို့ရှင်ဒါကကျတော့အရေးအကြီးဆုံးပဲ basic အဖြစ်ဆုံးဟုတ်တယ်ရှင်ဥမာဒီพินยิงโหราปิปิตะตาถั่วနိုင်တယ်ဒီရဲ့พินยิงရဲ့ပေါ့เนาะတို့ဟို rules တွေပေါ့တို့ဟိုဟာတွေရှိရယ်ပေါ့เนาะအာဥမာထားပါတော့လောက်ဆိုတော့အဲဗာလဲနံပါတ်3တန်တစ်ခုပါပေါ့เนาะအရှင်းနောက်တူတူရှိနေရယ်ဆိုလို့ရှင်အရှင်းကနံပါတ်3တန်ကိုနံပါတ်1တန်ပြောင်းပြီးဖတ်ရတာတို့အဲအဲ့လိုမျိုးတွေရှိရယ်ပေါ့အဲ့ရဲ့ rules တွေကိုတိကျနားထောင်ထားမယ်ဆိုဒါတို့လေယူလေတိုင်းပဲဟုတ်ကဲ့ပါအဲ့တော့အဲ့လိုလေယူလေတိုင်းဆို အာလောစတို့တွေကဒါတွေကိုတေချာလောက်ထားမယ်ဆိုလို့ရှင်ကိုတက်စပီကာကအရင်မခက်ခဲဘူး။အိုဒီမှာဆုံးလဲသူတို့ရှိရပေါ့နော်ဒီဒီ HSK ပေါ့နော်စာအုပ်ထဲမှာဆိုလို့ရှင်လေအာသူကဖတ်ပြရတယ်ကွာအနောက်ကနေလိုက်ဆိုရတယ်။အဲ့ဒါဆိုလို့ရှင်လဲမရှက်နဲ့ပေါ့နော်တေချာလေးလိုက်ဆိုပေးပေါ့ဟုတ်အဲ့ဒါလေးပြောချင်ပါတယ်။ဟုတ်ကဲ့ပါဗျ။ပြင်းငါကြောအိုတေချာလေးလာမယ်ဆိုရင်တော့အရင်တော့မခက်ခဲပါဘူး။သူတို့လေကျွန်တော်တို့ဒီ landing head season တောက်လျှောက်မှာဆိုရင်ဆိုရဲလောက်ရွှတ်လောက်ရွှတ်ဆိုပြီးတော့ဆက်တိုက်ခေါ်နေရပေါ့လေဆိုတော့တစ်ခါကြေကြတော့လေဇွဲပါးစက်ကနေပြီးတော့လောက်ဆွတ်ဆိုပြီးတော့မှလေထွက်လာတယ်ပေါ့ဆိုတော့အဲ့ဒါကအေးပြင်း င်းထဲမှာဆိုရင်အဲ့လိုဒုတိယတန်ကိုတတိယတန်ပြောင်းထွက်လိုက်တာမျိုးနဲ့ရောစင်တူလားဗျဆိုတော့အဲ့ဒီအကြောင်းအရာလေးလေးရှင်းပြပေးပါဦးဗျဟုတ်ကဲ့အတိကအခုအကုန်မားထွက်တာကကျွန်တော်ဒီရဲ့အတန်အနေအမြင့်ပေါ့အတန်အနေအမြင့်နဲ့တော့မဟုတ်ဘူးပေါ့မားကအဲ့ဒီရှာလိုက်တဲ့အတန်နဲ့အဲ့ရှာမလိုက်တဲ့အတန်ဟုတ်ကဲ့အဲ့မှာဆိုရင်ရှဆိုရင် 四的一路里拍得大啵，哎，一路没啵，老师什么老师一路里啵，喏奶奶妈得得啵，好，阿拉里是也是。好个吧，所以地老水呢，就那 HSK 皮没长大长大的奶奶啊，变身阿妹妈的球地老皮路苗来买的，所以那都别拉妹就那罗兰尼还有 HSK edition 嘛，所以嘞，第三妹不那不得皮哦嘛，那他身为啥子啊，搞那长牙那个表皮嘛，所以那都别兰尼还有 HSK edition 嘛，不得咩阿龙呢，都变身就买的，你今天罗地老爸被皮阿不得咩阿龙没得哒。再见。 MI Radio. Hear it. Feel it. Love it.